တင်ပြတဲ့များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်တယ်မှာဒီကနေ့ဂျွန်လ29ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဖေကုံမြို့နယ်စောင်းနှန်းခဲရွာကိုမိရှုဖျက်ဆီးနေတဲ့စစ်တပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်များကို drone နဲ့ပုံကျဲမှု PNO တက်ခွဲမှုဗိုလ်ကြီးနောက်ဆိုင်တိတ်ဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်ကရင်ပြည်အဆက် ဖေကူမြို့နယ်စောင်နှက်ခဲချေးရွာကိုမိရှုဖျက်ဆီးနေတဲ့စစ်တပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်များကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာ PNO မှတက်ခွဲမှုဗိုလ်ကြီးနောက်ဆိုင်တိတ်ဆုံးသွားကြောင်းဖေကွန် PDF တပ်ဖွဲ့အမတ်1936တပ်ရင်းမှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြပါဗါရမန်လေးဇောလ26ရက်နေ့ကဖေကိုမြို့နယ်စောင်းနှန်းခဲချေးရွာအတွင်းမှာတက်ဆွဲထားတဲ့စစ်သားများနဲ့ PNO ပြည်သူ့စစ်များကိုဖေကုံ PDF အမှတ်1336တက်ရင် drone တက်ဖွဲ့ ဖေကွန် Sky Predators Drone Force က drone နဲ့ဘုံကျစ်တိုက်ခိုက်ခဲ့ရမှာ PNO ပြည်သူ့စစ်တပ်ဖွဲ့မှတက်ခွဲမှုဗိုလ်ကြီးနောက်ဆိုင်တိုက်ဆုံပြီးငါးဦးထပ်မင်းဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ23ရက်နေ့ကတည်းကဒီဆောင်နှန်းခဲကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်အခုချိန်ထိတိုက်ပွဲဖြစ်ပွားနေတယ်။မနေ့က drone စစ်စင်ရေးပြုတ်လို့တော့သူတို့တက်ခွဲမှုတူတိုက်ဆုံတယ်။ကြံတဲ့ဒီငါးယောက်ကဒဏ်ရာအပြင်းထန်ရတယ်လို့ခိုင်လုံတဲ့သတင်းရတယ်။အခုတော့သူတို့ဇာပနအခမ်းအနားကျင်းပနေတယ်လို့သိရတယ်။ ဒီနေ့တော့တကြိုပြီပြီထင်းနေအခုလက်ရှိတော့သူတို့ဆောင်းနှန်းခဲကြေးရွာထဲမှာပဲစကန်ထိုင်ထားတာပါလို့ဖဲကုံ PDF တက်ဖွဲ့အမှတ်1936တက်ရင်မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြပါဗါးစစ်တပ်ကဆောင်းနှန်းခဲကြေးရွာအတွင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခြင်းပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းများလှုပ်ဆောင်လျက်ရှိရမှာအင်ဂျင်80ခန့်သာရှိတဲ့ကြေးရွာတရွာလုံးနှီးပါးမှာပြည်သူများရဲ့နေအိမ်များပြာကျဆုံးရှုံးသွားပြီဖြစ်ကြောင်းသိရှိရပါတယ် ဆောင်းနှန်းခဲကြေးရွာကအင်းရှိ980ကြားပဲရှိတာမီးရှို့တာကုန်တလောက်ရှိနေပြီဒါကနှစ်ကြိမ်မြောက်မီးရှို့တာတိုက်ပွဲကလည်းနေတိုင်းဖြစ်နေပါတယ်ဇွန်လ25ရက်နေ့ကလည်းလေရင်နဲ့နှစ်ကြိမ်ဘုံလာကျဲသွားသေးတယ်ဘဲကုံမျိုးတဝမ်းမှရှိတဲ့ပြည်သူတွေကစစ်ကောင်စီတက်ရော PNO တက်တွေရဲ့စစ်ရေးပြစ်မှတ်ထားခံရတာတွေနောက်ပြီးတော့စစ်ရာဇဝဲမှုကျွလွန်ခဲ့တဲ့နေရာတွေအကြမ်းဖက်ခံရတာတွေရှိတယ်ဒီအပေါ်မှာကာကွယ်ရေးတက်တွေအနေနဲ့ကလည်း ပြည်သူတွေရဲ့လုံခြုံမှုကိုဦးစားပေးပြီးတော့စည်ရေးဖော်ဆောင်နေရတာအတက်နိုင်ဆုံးပြည်သူတွေကိုကာကွယ်ပေးပြီးတော့စည်ရေးဖော်ဆောင်နေရတာတွေရှိပါတယ်လို့ဖေကွန် PDF တပ်ဖွဲ့အမှတ်1936တပ်ရဲမှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောဆိုပါတယ် ထို့ကြောင့်ဖေကုံမြို့နယ်အတွင်းမှာရှိတဲ့မိဘပြည်သူများအနေနဲ့စစ်ရေးတရီလုံခြုံရေးတရီနဲ့နေထိုင်ပေးကြရန်စစ်ကောင်စီတပ်ဖွဲ့မှပြစ်ခတ်တဲ့လက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုများမှကာကွယ်နိုင်ရန်အတွက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များကအတိပေးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်များကိုလိုက်နာပေးကြပါရဲ့မြစ်တာရက်ခံတိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ နောင်ချိုမြို့ကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတီဟသူရဘွဲ့ရဗိုလ်မှူးကြီးအေးမင်းအောင်ဒရုန်းဘုံထိမှန်အပြင်းထန်ဒဏ်ရာရကနေပြည်တော်ကိုပို့ဆောင်စေကူတနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတရသူရဘွဲရဗိုလ်မှူးကြီးအေးမင်းအောင်မှဒရုန်းပုံထိမှန်၍အပြင်းထန်ဒဏ်ရာရကာနေပြည်တော်ကိုပြန်လည်ပို့ဆောင်ကစေကူတနေရကြောင်းနနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားပါတယ်။လွန်ခဲ့တဲ့လကတရသူရဘွဲရဗိုလ်မှူးကြီးအေးမင်းအောင်ဟာတော်လန်ရေးတပ်ဖွဲ့များကလွတ်တင်တဲ့ဒရုန်းကိုထွက်ကြည့်စင်မှာဘုံကြရောက်ပေါက်ကွဲခဲ့ပြီးဒဏ်ရာရရှိကာနေပြည်တော်ကိုအရေးပေါ်ပြန်လည်ပို့ဆောင်စေကူတမှုခံယူနေရကြောင်း အဆိုပါဗိုလ်မှူးကြီးဟာတရားသူရပွဲကို2019-2020ခုနှစ်ရခိုင်ပြည်ပုံနှကျွန်းမြို့နယ်ဗိုလ်တော်ကြီးရွာအနီးတိုက်ပွဲမှာအေအေကိုခုခံတိုက်ခိုက်မှုကြောင့်2021ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ NLD အစိုးရကစစ်တပ်ရဲ့ထောက်ခံမှုနဲ့တရားသူရပွဲကိုအနှင်းပေးခဲ့ကြောင်းသိရှိရပါတယ်။နောက်ချိုမှာတော်လန်ရေးတပ်များရဲ့တိုက်ခိုက်မှုကြောင့်တရားရရှိတဲ့တရားသူရဗိုလ်မှူးကြီးအေးမင်းအောင်မှာစစ်တပ်ကတူအပတ်စဉ်44မှာဖြစ်ကြောင်းသိရှိရပါတယ်။ထို့အပြင်ယမန်နေ့ဇွန်လ26ရက်နေ့နောက်ချိုမြို့နယ်နောင်ဖာညံတော် လုံဆန်းအုံမခနဲ့နောင်လေကြီးရွာတို့မှတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်မှလက်နက်ကြီး80လုံး drone နဲ့ဘုံ32လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အခြေအနေကမုံမလင်းသေးဘူးကြမ်းနေပြီးကံကြီးဘက်ကနေထိုးတာဗန်ပွေးကုန်းဘက်ကတော့လက်ပတ်ခနဲ့ပြူဝါရဲပြင်းဦးလင်တင်းတန်းကြောင်းကတက်တွေရဲတခြားတပ်မှလက်ကြံတွေရဲတရင်တွေရဲပေါင်းထိုးနေတာအင်အားကကပ်ဖက်ထုံထုတ်ပြီးထိုးနေတာပေါ့သူတို့ဘက်ကစစ်ကြောင်းထိုးတိုက်ခိုက်နေတော့ကိုကလည်းခုခံရင်တိုက်ခိုက်နေရတာ ပြည်သူတွေကိုပြောချင်တာကအရန်ကြီးစိုးရင်စရာမလိုပါဘူးလို့ကျွန်တော်တို့တွေလုတ်เสียရှိတာလုတ်နေကြပါတယ်လို့ပြောချင်ပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြပါတယ်။ယမန်နေ့ဇွန်လ26ရက်နေ့နောင်ချိုမြို့နယ်နောင်လင်းကြီးရွာနဲ့နောင်ဖာကြီးရွာကြားမှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး36လုံးနဲ့ drone ပုံ18လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြည်သူနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ အလားတူညံတော်ကြည်ရွာတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်မှလက်နက်ကြီး30လုံးနဲ့ drone ဖြင့်ဘုံ15လုံးပစ်ကူပေးတက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဇော်လ25ရက်နေ့ကလည်းနောင်ချိုမြို့နယ်နောင်လင်းနောင်အောလုံစံနဲ့နောင်ဖာကြည်ရွာတို့မှတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ drone နဲ့ဘုံ28လုံးလက်နက်ကြီး68လုံးပစ်ကူပေးတက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ညီနောင်မဟာမိတ်၃ဘွဲ့က ငလင်တန်တဲ့ပြည်သူများအထွတ်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်ထိုးစစ်ဆင်မှုများတပတ်သက်အပြည့်ရဲ့ကာလနောက်ထပ်တလတက်တန်းထက်တိုးထားချိန်မှာစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်နောင်ချိုမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNL သတင်းနဲ့ပြန်ကြားရေးကသတင်းထုတ်ပြန်ထားပါတယ် ထို့ကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ဖို့စည်ရည်တရီအမြင့်ရှိရလိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလဲများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းတော်လှန်ရေးတပ်များကသတိပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့အင်းရကံပေါ်မှာအသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးပရဟိတနာယေကနဲ့ခေါ်ဆောင်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့အင်းရကံပေါ်မှာအသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ကို စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတော်ပြီးပရာဟိတနာယေကာနဲ့ခေါ်ဆောင်သွားကြောင်းတငယ်ချင်းဖြစ်သူကပြောဆိုပါတယ်။ဇော်လ26ရက်နေ့ည8နာရီအချိန်ရန်ကုန်တိုင်းတောင်ကလာပမြို့နယ်အမတ်စနစ်ရက်ကွက်မှာနေထိုင်တဲ့အသက်25နှစ်အရွယ်မောင်မြတ်မင်းခန့်ဟာတငယ်ချင်းများနဲ့အတူရန်ကုန်မြို့ကမာရွတ်မြို့နယ်အင်းရကံပေါင်းကိုတွားရောက်ခဲ့ကြကြောင်းရင်းနောက်တငယ်ချင်းများနဲ့အပေါ်ကွဲသွားခြင်းမှာအရွယ်စစ်သားတချို့ကဖမ်းဆီးသွားပြီးနာယေကာနဲ့ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ကံပေါင်းမှာလူတွေလည်းအများကြီးရှိပါတယ်။အဲ့ဒါကိုသူတို့ကဆွဲခေါ်သွားတာ အရက်ဝတ်တွေနဲ့ပဲဆွဲခေါ်သွားပြီးတော့နိုင်ရပရာဟိတအယ်ဖက်ကနဲ့ခေါ်တင်သွားတာသူတို့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာပတ်ဝန်းကျင်မှာအကုန်လုံးမြင်တယ်လူတွေအားလုံးလည်းမြင်နေရပါတယ်လို့တငယ်ချင်းဖြစ်သူကပြောဆိုပါတယ်ရင်းတော့မောင်မြမင်းခန့်ရဲ့တငယ်ချင်းများနဲ့ဆွေမျိုးများကရန်ကုန်တိုင်းတောင်ကလာပမြို့နယ်ရေစခန့်နဲ့အမတ်စနစ်ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုတွားရောက်အကြောင်းကြားပြီးလိုက်လံရှာဖွေခဲ့ကြောင်းတောင်ကလာပမြို့နယ်ရေစခန့်ကိုလည်းမောင်မြမင်းခန့်ရောက်ရှိလာခြင်းမရှိကြောင်း ရဲများရဲ့အဆိုအရစစ်မှုတန်တပ်သားတွေစုဆောင်းသွားတဲ့သဘောဖြစ်တယ်လို့သိရှိရကြောင်းတငယ်ချင်းများကရှင်းပြပါတယ်။ယမန်နေ့ညပိုင်းအရဝတ်စစ်သားများရဲ့ဖမ်းဆီးခံရတဲ့မောင်မြမင်းခန့်မှာဖုန်းအဆက်တွေလည်းမရတော့ဘဲလက်ရှိအချိန်ထိတရင်အစအနမရသေးကြောင်းတငယ်ချင်းနဲ့ဆွေမျိုးများကမြည်သည့်နေရာမှာဖမ်းဆီးထိမ့်သိမ်းခံရရသည့်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေး American Dollar 63တသမ9ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးစစ်အသုံးစရိတ်ကြောင့်နိုင်ငံရဲ့ကျွေးမီ62ရာခိုင်နှုန်းတိုလာမြန်မာပြည်သူများထက်ဝက်ကျော်ခန့်စင်းရဲမွဲတေမှုစံနှုန်းအောက်ကိုရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုကြောင့်နိုင်ငံရဲ့စီးပွားရေး American Dollar 63တသမ9ဘီလီယံဆုံးရှုံးခဲ့ရပြီးစစ်အသုံးစရိတ်ဦးစားပေးတုံးဆွဲမှုကြောင့် နိုင်ငံရေးကြွေးမိ62ရာခိုင်နှုန်းတိုးလာကြောင်းကုလသမဂ္ဂလူအခွင့်ရေးမဟာမင်းကြီးဗော်ကာထက်ကမြန်မာနိုင်ငံဆိုင်ရာလူအခွင့်ရေးအခြေအနေအစီရင်ခံစာအရသိရှိရပါတယ်။ယနေ့ကျင်းပမဲ့59ကြိမ်မြောက်ကုလသမဂ္ဂလူအခွင့်ရေးကောင်စီအစည်းအဝေးမှာကုလသမဂ္ဂလူအခွင့်ရေးမဟာမင်းကြီးဗော်ကာထက်ကမြန်မာနိုင်ငံရဲ့လူအခွင့်ရေးအခြေအနေအစီရင်ခံစာကိုတင်ပြဖတ်ကြားမှာဖြစ်ပြီးယင်းအစီရင်ခံစာမှာမြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေများကိုအသေးစိတ်ဖော်ပြရေးသားထားပါတယ်။ စစ်အာဏာသိမ်းတဲ့ကာလမှစတင်ပြီးမြန်မာနိုင်ငံရဲ့ပြည်တွင်းထုတ်လုပ်မှု GDP ခန့်မှန်းချက်အရ American Dollar 63တက်တမ9ဘီလီယံအထိစီးပွားရေးအရအရှုံးပေါ်ခဲ့ပြီး COVID မတိုင်မီစီးပွားရေးအခြေအနေကိုရောက်ရှိဖို့2028ခုနှစ်အထိမျှော်လင့်၍မရတော့ကြောင်းသိရှိရပါတယ်။စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံဟာလွန်စွာနဲ့နဲ့ဆိုးရွားတဲ့စီးပွားရေးအခြေအတဲမှာပိတ်မိနေကလက်နက်ကင်ပြစ်ပကတ်ကြောင့်ဖြစ်ပေါ်လာတဲ့စိုးကျိုးတက်ရောက်မှုများကိုမြန်မာပြည်သူများကပြည်တွင်းတွင်သာမကပြည်ပနိုင်ငံများမှာလဲဆိုးရွားစွာရင်ဆိုင်နေရကြောင်း နိုင်ရှင်တုံ့တက်ချက်များအရနိုင်ငံရေးစီးပွားရေးကဏ္ဍဟာအလွန်အမင်းကျဆင်းနေကြောင်းအရင်းမြစ်များကိုနိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်သုံးစွဲမှုများယော့နေလာကြောင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းမှလည်းအလွန်မြင့်လာပြီး2024-2025ဘဏ္ဍာနှစ်အတွင်း30ရာခိုင်နှုန်းအထိငွေကြေးဖောင်းပွမှုများရှိခဲ့ကြောင်းမြန်မာကျပ်ငွေဟာ American Dollar နဲ့နိုင်ရှင်ဘာက90ရာခိုင်နှုန်းယော့နေလာကြောင်းသိရှိရပါတယ် မြန်မာစစ်တပ်ကအရင်မြင့်များကိုအယက်သားလူမှုဆိုင်ရာအခြေခံအဆောက်အုံနဲ့ဝန်ဆောင်မှုများမှရင်းနှီးမြှုပ်နှံသည့်ထက်စစ်အသုံးစီအပေါ်ကိုဦးစားပေးတုံ့ဆွဲခဲ့တဲ့အတွက်နိုင်ငံတော်ရဲ့ကြွေးမီဟာ2024-2025ဘဏ္ဍာနှစ်မှာ60နှစ်ရာဂိုင်နှုန်းအထိတိုးလာကြောင်းနိုင်ငံလူဦးရေထက်ဝက်ကျော်ဟာစင်းရဲမွဲတေမှုစံနှုန်းအောက်မှာနေထိုင်နေကြရကစားနပ်ရိက်ကဖူလုံမှုမရှိတဲ့အခြေအနေကိုစိုးရွားစွာခံစားနေရကြောင်းသိရှိရပါတယ်။စံဟင်းဒီဟင်းရွက်စားတုံးစီငါအသားနဲ့ ပင်အမျိုးမျိုးစတဲ့စားသုံးကုန်ပစ္စည်းများရဲ့ကုန်စည်နှုန်းမှာလည်းယမန်နှစ်နဲ့နှိုင်းရှင်ဘာကတနိုင်ငံလုံးဖြန်းမြ30ရာခိုင်နှုန်းအထိတက်ခဲ့ကြောင်းဒါအပြင်စားသုံးစီဆေးဘက်ဆိုင်ရာပစ္စည်းဈေးဝါမျိုးစိနဲ့တက်မြေဩဇာကဲ့သို့အရေးကြီးလာတဲ့ကုန်ပစ္စည်းများကိုလည်းတင်သွင်းကွင်ကန့်သက်ခဲ့ရမှာစင်ရဲမွဲတည်မှုဒဏ်ခံနေရတဲ့လူတို့အပေါ်ကိုဝန်တုပ်ဝန်ပိုးဖြစ်စေခဲ့ကြောင်းအစီရင်ခံစာကဆိုပါတယ်စီးပွားရေးအကျအတဲ့ရဲ့နောက်ခံရင်းမြစ်မှာစစ်တပ်ကဗဟိုဘဏ်နဲ့တယံဇာတတူဖော်တဲ့ကဏ္ဍအပါအဝင် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကိုထိန်းချုပ်ခြင်းကြောင့်ဖြစ်နိုင်ကြောင်းနိုင်ငံရဲ့ပိတ်ဆို့တားမြစ်မှုများကြောင့်မြန်မာစစ်တပ်ရဲ့ဝင်ငွေရနိုင်မှုလမ်းကြောင်းလဲတုံ့ဆိုင်သွားပေမဲ့လည်းနိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများကစစ်တပ်အတွက်အထူးကဝင်ငွေရလန့်အရင်းမြစ်များအဖြစ်ဆက်လက်တည်ရှိနေကြောင်းသိရှိရပါတယ်စစ်တပ်ကစစ်အုံစစ်ကိုဆက်လက်ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်၍တွင်းကုန်အစားထိုးခြင်းနိုင်ငံသားငွေလဲလှယ်မှုထိန်းချုပ်ခြင်းနိုင်ငံသားငွေမှမြန်မာကျပ်ငွေကိုစစ်တပ်အမျက်အစွန်းရစေတဲ့ငွေလဲလှယ်မှုတတ်မှတ်နှုန်းနဲ့အတင်းအဓမ္မငွေလဲလှယ်စေခြင်းနဲ့ နိုင်ငံသားမှလွှဲငွေများကိုအခွန်ကောက်ခံခြင်းအပြင်မှတ်ပုံတင်မထားတဲ့နိုင်ငံသားငွေလဲလဲတဲ့လုပ်ငန်းများကိုလည်းအရေးယူခြင်းများစောင့်ရွက်ခဲ့ကြောင်းထို့ကြောင့်မြန်မာစစ်တပ်မှပုံမကျွဲဝလာပြီးအရက်သားပြည်သူများမှပုံမစင်းရဲတွင်နှက်စေကြောင်းအစည်းအဝေးခန်းစာကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီထွက်ပေါက်ရှာဖို့ကြိုးစားတဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိအမှန်မပြုတ်ဖို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်တတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာဏာသိမ်းစစ်ကောင်စီကဥဆောင်ကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာအတုအယောင်ဒဏ်လျက်တစ်ခုတည်းမပို့ဘူးလို့မြမလူအခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကတတိပေးပြောကြားလိုက်ပါတယ်။အခုနှစ်ဒီဇင်ဘာဒါမှမဟုတ်လာမယ့်ဇန်နဝါရီလမှာကျင်းပဖို့ရာထားကြောင်းစစ်ကောင်စီကကြေညာထားတဲ့ရွေးကောက်ပွဲဆိုတာဟာစစ်ဘိုလ်ချုပ်တို့ရဲ့မယိုးဖြောင့်တဲ့လုပ်ရက်တွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက်ရှာရတာဖြစ်တယ်လို့ ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီညီလာခံမတိုင်ခင်ဇွန်လ25ရက်နေ့မှာ Tom Andrew ကတတိပေးသွားခဲ့ပါတယ်။စစ်ကောင်စီဟာဒေါ်ဆန်းစုကြည်ဦးဆောင်နေတဲ့အယက်သားဒီမိုကရေစီအစိုးရစီကနေ2021ခုနှစ်မှာအတ္တမအာဏာသိမ်းခဲ့တာဖြစ်ပြီးဒီမိုကရေစီအစိုးရကောင်ဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအများအပြားကိုဖမ်းဆီးအကျဉ်းချထားပါတယ်။ Andrew ကအတိုက်ခံတွေကိုဖမ်းဆီးအကျဉ်းချညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတဲ့အခြေအနေမျိုးဂျာနယ်လစ်တွေကအမှန်တရားကိုသတင်းဖော်ပြခြင်းက ဥပဒေချိုးဖောက်မှုဖြစ်နေတဲ့အခြေအနေမျိုးပြည်သူတွေကစစ်ကောင်းဆောင်တွေကိုဝေဖန်ပိုင်ခွင့်တားမြစ်ပိတ်ပင်ခံထားရတဲ့အခြေအနေမျိုးမှာစစ်မှန်တဲ့ရွေးကောက်ပွဲကျင်းပလို့မရကြောင်းပြောပါတယ်။အာနာတိန်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရွေးကောက်ပွဲကိုနှစ်ကုန်ပိုင်းဒါမှမဟုတ်လာမယ့်နှစ်ဆန်းပိုင်းမှာကျင်းပမယ်လို့ပြောထားပေမဲ့အန်ဒရုစ်ကတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အဲ့ဒီအစီအမံဟာဟန်ဆောင်မှုလိမ့်လေလှည့်စားမှုတခုလို့နားလေတတ်မှတ်ထားတဲ့နယ်လို့လည်းသူကတတိပေးခဲ့ပါတယ်။ စစ်ကောင်စီဟာစက်ပြီးတည်တဲ့ရက်တီဖို့လက်နက်ငွေကြီးနဲ့တရားဝင်မှုဆိုတဲ့လိုအပ်ချက်၃ခုရှိကြောင်းအဲ့ဒီအရာတွေစစ်ကောင်စီကိုမပေးအပ်ပဲညှဉ်းဆန်းခြင်းအပြင်မြန်မာပြည်သူတွေကိုကူညီနိုင်မှာဖြစ်ကြောင်းလည်းသူကပြောပါတယ်။သူကစစ်ကောင်စီဟာနိုင်ငံတကာစီကဖိအားတွေမြင့်တက်လာချိန်မှာထွက်ပေါက်ရှာဖို့တတ်တတ်ပဲရွေးကောက်ပွဲကိုစီစဉ်နေတာလို့စွပ်စွဲခဲ့ပြီးနိုင်ငံတကာအတိုင်အဝန်းကစစ်ကောင်စီရဲ့အကြံအစီကိုအတိမတ်မပြုတ်ဖို့အရန်အရေးကြီးတယ်လို့လည်းတတိပေးသွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့တံလျက်လိုမျိုးအစ်စ်အမှန်မဟုတ်တဲ့ရွေးကောက်ပွဲတစ်ခုကိုကျင်းပပြီးတရားဝင်မှုရှိတဲ့အယက်သားအစိုးရတရက်အာဏာရလာပါတယ်ဆိုတာမျိုးလှုပ်ကြံဖန်တီးခြင်းယုံတက်တက်တာဖြစ်တယ်လို့လဲအန်ဒရူးစ်ကတတိပေးပြောကြားသွားပါတယ်ခင်ဗျာအဲ့ဒီနောက်ရွေးကောက်ပွဲနဲ့အညံစားနိုင်ငံရေးသမားများဆိုတဲ့စောင်းပါရှင်ဆရာလဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်ပြည်သူကရွေးချယ်တင်မြှောက်ထားခြင်းလည်းမရှိလက်နက်အားကိုးနဲ့၎င်းကို၎င်းဝင်ကြီးချုပ်ဆိုတာ မင်းအောင်လှိုင်ကဘယ်လာရုစ်မြို့တော်မင်းစ်ကို၎င်းရဲ့ကိုပိုင်လေရင်ကြီးနဲ့ဆက်ရောက်လာပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလအတွင်းဘယ်လာရုစ်ကိုရောက်စဉ်ကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလအကုန်နဲ့ဇန်နဝါရီလအစပိုင်းမှာပြုလုပ်သွားမယ်လို့ပထမဆုံးအကြိမ်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကြီးကိုထောက်ခံအားပေးနေတဲ့ဒီမိုကရေစီအပေါင်းပါများကရုရှားဘယ်လာရုစ်နဲ့တရုတ်ကွန်မြူနစ်ပါတီတို့ဖြစ်နေခြင်းကပဲနိုင်ငံတကာအဖို့ပြက်လုံးကြီးတစ်ပွဲဖြစ်လာနေပါတယ်။ Eurasia Review မှာစောင်းပါရှင်ဒေါက်တာအဇင်အီဘရာဟန်က၎င်းရဲ့ရွေးကောက်ပွဲဆိုသည်ကဒီမိုကရေစီအနစ်သာရများကင်းမဲ့နေပြီးပြည်တွင်းပြည်ပကိုလှည့်စားရန်၎င်းတို့အာဏာပုံမှုစုပ်ကင်သွားနိုင်ရေးအတွက်အချိန်ရရန်တတ်တတဖြစ်တဲ့အတွက်ကမ္ဘာကြီးဟာ၎င်းတို့ရဲ့လက်ကွက်ထဲကိုအဝေးမခံဖို့လိုတယ်လို့ရေးသားတတိပေးလာခဲ့ပါတယ်။အတိုက်ခံများကိုအတန်တိတ်အောင်လှုပ်ထားပြီးမာရှယ်လောအောက်မှာလုံမဲ့ရွေးကောက်ပွဲပြည်သူတို့ရဲ့လွတ်လပ်ခွင့်အဝဝကိုဟန်တာထားတဲ့အခြေအနေမျိုးနဲ့ ပြုတ်လုံးမဲ့ရွေးကောက်ပွဲဟာအဘယ်သူများလွတ်လပ်၍တရားမျှတမှုရှိပေမည်နည်းထို့ပြင်နေရာကွက်၍ပြည်စုံလဲလုံးမဲ့ရွေးကောက်ပွဲမျိုးဖြစ်နေပြန်ပါတယ်ကဘာကြီးဟာစစ်ကောင်စီကပြအသုံးတော်ခံမဲ့ရွေးကောက်ပွဲပြဆက်ကြီးကိုမိမောမနေသင်မြန်မာပြည်သူများနဲ့ထိုက်တန်တဲ့အစ်စ်အမှန်ရွေးချယ်ခွင့်ကိုပေးသင့်လှပါတယ်ဒီမိုကရေစီအဆောင်အယုံများဝတ်စားပြီးကပြအသုံးတော်ခံလာမဲ့စစ်အုပ်ချုပ်ရေးဇက်လန်းရဲ့အခန်းဆက်မျိုးကိုဆက်၍ခွင့်မပြုသင့်တော်ဟုစောင်းပါရှင်ကဆိုပါတယ်လူတို့ရဲ့စင်ချင်းတုံတရားပြက်စီးလို့နေပါဖြစ်ကုန်ပြီးလောဟုထင်းရလောက်အောင် ထိုကဲ့သို့ရွေးကောက်ပွဲမျိုးကိုဝင်ရောက်ရှင်ပြိုင်မဲ့အညံ့စားနိုင်ငံရေးသမားများထွက်ပေါ်လာပြန်ပါတယ်။နိုင်ငံရေးဆိုဒီကနေလုံးကြီးအောက်မှာဖြစ်ပျက်နေတဲ့အရာရာတိုင်းနဲ့တက်ဆိုင်သည်ဟုဆိုစမှတ်ပြုခဲ့ကြပါတယ်။အင်္ဂလိပ်ဝါဟာရဖြစ်တဲ့ politics ဆိုဒီကလည်း aristotle ရဲ့ကျမ်းလာဂရိဘာသာစကားဖြစ်တဲ့ politica မျိုးပြအရေးအရာများဆိုတဲ့စကားမှဆင်းသက်လာခြင်းဖြစ်ပါတယ်။နိုင်ငံရေးကိုအသေးပဲအမျိုးမျိုးဖွင့်ဆိုရမှာမိမိသဘောအကျဆုံးဖြစ်သည်က American နိုင်ငံရေးသိပ္ပံပညာရှင်ကြီး David Easton ဆိုသူပင်ဖြစ်ပါတယ်။ ၎င်းကနိုင်ငံရေးဆိုဒီမှာလူပောင်အဖွဲအစည်းအတွက်တန်ဖိုးရှိရာရှိเจ้าများကိုအာဏာဖြင့်ခွဲဝေရထားပေးခြင်းဟုဆိုထားပါတယ်။ထို့သောလူပောင်အကျိုးရှိရာရှိเจ้าစောင့်ကျဉ်နိုင်ဖို့အရေးဟာလုတ်ပိုင်ခွင့်အာဏာလက်ဝယ်ရှိမှဖြစ်မှာပါ။ထို့လုပ်ငန်းစဉ်ကပင်နိုင်ငံရေးပင်ဖြစ်ပါတယ်။နိုင်ငံအရေးကိုလှုပ်ဆောင်လျက်ရှိကြသူများထဲမှာနှမျိုးနှစားသာရှိပါတယ်။တစ်မျိုးကထိတ်တဲနိုင်ငံရေးသမားများဖြစ်ပြီးတစ်မျိုးကတော့အညံ့စားနိုင်ငံရေးသမားများဖြစ်ပါတယ်။ထိတ်တဲနိုင်ငံရေးသမားများက နိုင်ငံအကျိုးကိုတည်ဖို့လိုစိတ်နဲ့ကြာရနေရမှဝင်ရောက်လောက်ကင်နေကြသူများဖြစ်ပါတယ်။သူတို့အကြောင်းကိုတော့အကျေတဝင့်မပြောလို့ပြောလို့ဒီကနိုင်ငံအတွင်းပေါ်များလှတဲ့အညံ့စားနိုင်ငံရေးသမားများအကြောင်းပင်ဖြစ်ပါတယ်။အန်အောဖို့ကောင်းနေရသည်ကအစိုးရနိုင်ငံရေးသမားများဟာလူတို့ကိုပလီပလာစကားများဟုတ်တည်မဟုတ်တည်အပါထားစိတ်သက်တက်ကြွပွဲစကားများပြောဆိုစည်းရုံးကြခြင်းမရှိသည်ကိုပင်ဖြစ်ပါတယ်။ ပြောစရာလည်းမလိုအပ်၍ဖြစ်တယ်။၎င်းတို့ရဲ့အစစ်အမှန်ရွေးကောက်ပွဲပလက်ဖောင်းကပဲလူတို့နဲ့စန့်ကျင်ဘက်မှနှစ်ပေါင်းများစွာယက်တီလာခဲ့တဲ့စစ်တပ်ကိုဖြောင်ကြကြထောက်ခံ ရေးပင် ဖြစ်ပါတယ်။အဘဲကြောင့်နီ၎င်းတို့ကဒီမိုကရေစီနီးလမ်းနဲ့အာဏာကိုမြည်သည့်နီးနှင်းများရနိုင်စရာအကြောင်းမရှိဆိုသည်ကိုတည်ထားကြရပင်ဖြစ်ပါတယ်။ထို့သောလူများကလူတို့ကိုအထင်သေးစွာဆက်ဆံနေကြခြင်းပင်ဖြစ်ပါတယ်။ ြည်သူများအဖို့ကလည်းအစိုးရကအကောင်ထွက်လာရသည်ကအမျိုးသားတစ္ဆပေါက်များကိုမျက်ဝါးတင်တင်တွေ့မြင်သိရှိခွင့်ရလိုက်ခြင်းပင်ဖြစ်ပါတယ်။အာနာရှင်များဟာလူလူအားအကြောက်တရားများလိန်လေလှည့်ပြမှုများတဦးနှင့်တဦးညီညွတ်ခြင်းမရှိအောင်ရန်တိုက်ပေးမှုများနဲ့အာနာကိုတက်လန်းလာခဲ့ကြစမြဲဖြစ်ပါတယ်။အာနာရှင်များဟာ၎င်းတို့အာနာတီမြဲစေဖို့အတွက်ဒီတိုင်းတော်နေ၍မရ၎င်းတို့အားစန့်ကျင်သူများကိုနှိပ်စက်တက်ဖြတ်ကွမျက်ခြင်းများကျွလွန်ခဲ့ခြင်းဖြင့်ရှင်တန်ခဲ့ကြပါတယ်။အဲ့ဒီလိုကျွလွန်ခဲ့ကြသူများဟာ ကကြမာရဲ့တန်ခတ်ချင်းကိုလယ်ဆင်းခံရစမြဲဖြစ်ပါတယ်။ဒိုနေဟာလည်းမလွဲမသွေအနည်းနဲ့အမြန်ဆိုသလိုရောက်လာပြီးတော့မှဖြစ်ပါတယ်။ထို့အခါမှာတော့၎င်းတို့နဲ့ကြံရပါလက်ပန်းစီများအဖြစ်အသုံးတော်ခံခဲ့ကြသူများဟာတမန်ရဲ့ပြစ်တင်ရှုတ်ချခြင်းကိုခံကြရပါတော့မယ်။လူများရဲ့ဝိုင်းပယ်ခြင်းနဲ့ခံကြရပါတော့မယ်။အဲ့ဒီလိုကြုံလာရမယ့်အရေးကိုလည်းမှုရကောင်းမှန်မသိယခုအခါလူတို့က၎င်းတို့အားမစင်ပုံတဲကလောက်များတပွဲယူဆနေကြပြီဖြစ်ပါတယ်။ အညံစားနိုင်ငံရေးသမားများကတော့1949အင်းစိန်တိုက်ပွဲဘကူးယူမမဗမာပြည်ကွန်မြူနစ်ပါတီတပ်များကိုတိုက်ထုတ်နိုင်ခဲ့မှုတရုတ်ဖြူစစ်စင်ရေးများနဲ့ဆက်၍စိတ်ကူးယဉ်နေကြဆဲဖြစ်တဲ့မင်းအောင်လိုင်းနဲ့အပေါင်းအပါများဟာလူထုထောက်ခံမှုအပြည့်အဝရထားတဲ့ပြည်သူတော်လှန်ရေးအင်အားစုများကိုအစိုးမှဖြိုခွင်းနိုင်ကြလိမ့်မယ်လို့ကိုလိုရာဆွဲကယဉ်မှုနေကြဆဲဖြစ်ပါတယ်။ပန်းပန်ဒီကိုပင်ဥပဒေနဲ့အညီဖမ်းဆီးခဲ့တယ်လို့ပြောလာတဲ့အဖွဲ့ရဲ့ရွေးကောက်ပွဲကိုဝင်ရန်လူရွေးဇက်တိုက်နေကြပြီဖြစ်ပါတယ်။ ၎င်းတို့အာလုံစုံစမ်းရေးကော်မရှင်လိုမျိုးပြည်သူတရားခွင်မှာမျက်ရည်လေလျှော့ထွက်ဆိုနေကြရမယ်အဖြစ်ကိုကြည့်ရမည်ဆိုကမိမအထိချိုမိန်လာပေမည်နိဒုအဖြစ်ကိုရောက်အောင်အချင်းဆိုသည့်အရာသာကြားတွင်ခံနေပါတယ်တော်လန်ကြီးကြီးအမြန်အောင်မြင်ဖို့လိုအပ်နေပါတယ်တစ်ဖက်မှာလည်း၎င်းတို့အားထိုကဲ့သို့အဖြစ်မျိုးရင်ဆိုင်ရနိုင်တယ်လို့အတွေးဖြင့်နေ့စဉ်လိုခြောက်လန့်နေတဲ့သတင်းများကလည်းအဆက်မပြတ်ထွက်ပေါ်လာနေပါတယ်ယခုပင်ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားဖြူးမြွနဲ့အတွင်းမှာရန်ကုန်မန္တလေးအမြန်လန်းဟောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားတဲ့စခန်း၉ခုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေနှင့်ကုတ်ကဲမှုအောက်မှရှိတဲ့တပ်များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ဖွဲ့များကဇွန်လ25ရက်နေ့မနက်အစောပိုင်းမှာတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့တဲ့ရင်ထွက်ပေါ်လာပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မင်းသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကရဲအုပ်2ဦးအပါအဝင်စစ်တုံးမှန်3ဦးကိုဖမ်းဆီးရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်လက်နက်ကြီးလက်နက်ငယ်16လက်နဲ့ခဲယမ်းများစစ်အုံဆောင်ပစ္စည်းအများအများကိုလည်းတင်ဆက်ရရှိခဲ့ပါတယ်။ When good people in any country cease their vigilance and struggle, then evil men prevail. Per Asbach မြန်မာနိုင်ငံမှာဆိုလူကောင်းသူကောင်းတို့ဟာ၎င်းတို့ရဲ့နိုးကြမှုနဲ့ရုန်းကန်မှုကိုရက်ဆိုင်လိုက်တော့အခါလူဆိုးလူရုပ်တို့အောင်ပွဲခံကြစမြဲဖြစ်တယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုအစုံထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေခင်ဗျာ